တဲ့ channel ကနေအပတ်စဉ်ထုတ်လစ်တက်ဆက်ပေးနေကြဖြစ်တဲ့မင်္ဂလာတရားမင်္ဂလာစကားအစီအစဉ်မှာတော့ online ဓမ္မအမေဖြစ်များအစီအစဉ်ကိုရှေ့တကုံစီတော့မိကေငါရဝင်ဓမ္မတာကိစ္စအဖွဲ့ချုပ်ရဲ့အတင်းရင်မှုဖြစ်တဲ့ဆရာဦးစန်းလင်းဆန်ကြောင်းနဲ့တွေ့ဆုံမိမြန်တက်ဆက်သားမှာဖြစ်ပါအဘောနော်ဒါဒီနေ့ online ဓမ္မအမေးဖြေများအစီအစဉ်မှာပထမဦးဆုံးမင်းမြန်လာရဲ့အကောင့်ပိုင်ရှင်ကတော့အောင်မင်းဆွေအကောင့်ပိုင်ရှင်ပဲဖြစ်ပါရှင်။သူမေးထားတာကတော့မေးခွန်းပြပါဆရာခင်ဗျာ လိုင်းပေါ်မှာဒူတင်ဆောင်တဲ့ယဟန်ဝိပဿနာကမ္မဋ္ဌာန်းတရားအားထုတ်တဲ့ယဟန်လိုအမိခံထားတဲ့ပုံကိုယ်တွေကိုတက်ပုံဗီဒီယိုဝေဝေဆာဆာနဲ့တင်ပြထားတာကိုတွေ့ရပါတယ်။လူုံကြီးတွေ၊မျိုးတုပ်ကြီးတွေနဲ့ပြိတ္တအင်အားလေးမနှင်းလာပါဘူး။ကျွန်တော်လည်းအသက်ကြီးပါပြီ။ဒါမျိုးတွေမတွေ့မကြုံဘူးလို့တင့်မတ်တဲ့ရှင်းပြပေးစီလိုပါရဲ့ဆိုပြီးတော့မင်းမြတ်ထားဖြစ်ပါတယ်ဆရာ။အမှန်တော့ဒူတင်ဆိုတာကမ္မဋ္ဌာန်းတရားအားထုတ်ပြီးတဲ့အမြဲမပြတ်ဆောင်ရွက်နိုင်ဖို့အတွက် ကျင့်သုံးတာဖြစ်တယ်ပေါ့နော်နောက်တစ်ခါစာရေးဝေရေးနေရေးနဲ့တကွာဘဝဖြစ်တည်ရေးမှာရောင်ရဲနိုင်အောင်အတွက်ဒုတိယကိုကျင့်သုံးခြင်းဖြစ်တယ်သီလမိတ်ဒေသတွေမှာပါတယ်ပေါ့ဒုတိယကိုအဓိပ္ပာယ်ပြန်မယ်ဆိုရင်တော့ဒီကကိလေသာတွေကိုခါတွက်ခြင်းလို့အဓိပ္ပာယ်ရတယ်ဒါကြောင့်ဒုတိယကျင့်ကိုကျင့်သုံးပြီးတော့ဒုတိယကိုအကြောင်းပြုပြီးတော့ကိလေသာတွေဖြစ်ပေါ်မယ်လောဘတဏ္ဍာတွေဖြစ်เสียအကြောင်းတွေဖြစ်မယ်ဆိုရင်တော့ဒါဒုတိယအကျင့်နဲ့မကိုက်ညီဘူးလို့ပဲခေရမှာပေါ့နော် ဟိုဘုံမင်းရင်ပြောရရင်တော့ဒီတင်ကိုအကြောင်းပြုပြီးတော့လက်လာဘပေါ်များအောင်နာမည်ကြီးအောင်ဘုံကြီးအောင်အဲ့ဒါလိုလုပ်ခွင့်မရှိဘူးလို့ဒါဟိုတားမြင်လို့ရတယ်ပေါ့နော်ဒါဒီတင်ဆောင်တဲ့ပုံစံတွေနဲ့ပတ်သက်ပြီးနောက်ဝိပဿနာကမ္မထမ်းဆောင်တဲ့ပုံစံတွေယူမိရတယ်ဝိပဿနာကမ္မထမ်းဆောင်တဲ့ပုံစံတွေတွေ့ရတယ်ပဲအဓိကတော့အရိယာမက်ကိုရရှိဖို့အရိယာဖြစ်ဖို့နော်မင်းရဲ့ဖွညာရဖြစ်ဖို့ပဲရှေ့ရှုတင်တယ်လို့ထင်တယ်ဒါကြောင့်လည်းလို့ဆိုတော့ဝိပဿနာတရားအထောက်တဲ့ပုံစံတွေဟာ ဟိုကန္နာယူစခန်းနဲ့မတူဘူးလေနော်အဲ့ဒီကဝိဇ္ဇတို့လမ်းနေနဲ့လဲခြားနာတယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့ဝိပဿနာတရားအထုံရင်းရနေပြီးတော့ဟလာနဲ့ဟိုဘယ်လိုခေါ်မလဲနမင်းကြီးလေးပါးရောက်လာတာတို့နော်တရားမင်းကြီးပေါ်လာတာတို့ဝိဇ္ဇတို့ကြီးနဲ့တွေ့ရတာတို့အဲနောက်ပြီးတော့သာသနာပြုဖို့တဲ့ခွင့်ရေးတွေအကူအညီတွေပေးတာတို့ဟိုစေကုနိုင်အောင်တို့သူတော်ဘာစိတ်ကြံကြံဟိုသိရှိနိုင်အောင်တို့နော်ငွေတို့ကြီးတွေခုနပြောတဲ့သူပြောသလိုပေါ့နော်လူအုပ်ကြီးတွေအဲ့ဒီလိုတွေနဲ့တရုံရုံဖြစ်တာတို့ပေါ့နော် နောက်တစ်ခါဟိုလူကြီးကကိုနောက်ကလိုက်ဟိုကာတန်ကြီးတွေနဲ့ခကြီးတွေထွက်ပေါ့တာဝနာလန်တွေတလူလူလွဲ့မော်ဗျာဟိုတက်တန်အောင်တန်တွေတချင်းချင်းပြေးပေါ့အောင်စီတုနဲ့အဲတချင်းတွေကိုလာလော်စပီကာနဲ့အခါခါပွင့်ပေါ့နောက်ပြီးတော့တိုက်ကြီးဒါတွေပုံ90အစရှိကြပြန်အစာဦးတွေမှာနစ်ချိုက်ပြော်မွေးပေါ့နောက်တလိ့ဆန်တွေပေါ့ဗျာလေးဆန်တွေဆိုရှင်နေမွေးတွေအကြရည်နွားရည်အကျိုးစေးဂရုအလေးဂရုပြုတာတွေခံပေါ့ဗျာနောက်အိမ်မက်ထဲကြွလာတာတွေပေါ့ ဒီမချိုးတာတွေအများမထွက်တာတွေဒီလိုထူးခြားတဲ့ဟာတွေကိုကန္နာကြီးစကန်ဟာတွေပေါ့အဲ့လိုဟာတွေပဲလုံနေကြမယ်ဆိုရင်တော့ခုနဟိုဟာပေါ့တန်တရာလွတ်မြောက်ရေးတရားတွေရကြောက်လန့်ပြီးထွက်ပြေးစားကြလိမ့်မယ်လို့ပဲဖြေလို့တယ်အဲ့တော့အဲ့ဒီလိုမဟုတ်လို့ပါပဲနဲ့ဒီတရားအထုတ်တဲ့ကမ္မထန်အာယုံမှာပဲစိုက်ပြီးတော့မဲ့မြန်ပုံညာရရှိရေရိယာဖြေလို့စားလဲဝိပဿနာအထုတ်တဲ့ပုဂ္ဂိုလ်တွေအဓိကဒါဆောင်ရွက်တင်တယ်အဲ့တော့ဘုရားပါဇာမြန်မာလူမျိုးတွေအနေနဲ့မိတို့တေဘောအထင်ကြီးတာလေခရုပြုတင်တာအဲ့ဒါတွေက လွယ်ကူတယ်လေသဒ္ဒတရားကောင်းတဲ့ခါကျတော့အဲ့ဒီပုဂ္ဂိုလ်တွေကိုကျွန်တော်အကြံဉာဏ်ပေးချင်တာကတော့မိမိအထင်ကြီးတဲ့ဟလာမိမိလေးခုပြုချင်တဲ့မိဆရာတင်နေတဲ့ပုဂ္ဂိုလ်တွေဟာတိရသမားကြီးနဲ့ပြည့်စုံမပြည့်စုံဒါဓမ္မဝိနည်းနဲ့ညီညွတ်မှုရှိမရှိအဲ့ဒါတွေကိုသိချင်တယ်ဆိုရင်တော့ရဟန်းတော်တွေမျိုးအတွက်တိကျဖော်ပြထားတဲ့ပါတိမောက္ခသံဝရသီလလို့ခေါ်တဲ့ဒွေမာတိကပေါ့နော်အဲ့ဒါအကျဉ်းလေးကိုသိခါအကျဉ်းလေးကိုလေ့လာကြပါလို့ဒါလေးအကြံပြုတင်ပြပါတယ်သိကြပါဟုတ်ကဲ့ ဟုတ်ကဲ့ပါရှင်။ online ပေါ်ကမေးမြန်းလာတဲ့မိဘပြည်သူများအနေနဲ့လည်းအခုဆိုလို့ရှင်ဆရာဖြေကြားပေးသွားတဲ့အဖြစ်ပေါ်မှာကျင့်တဲ့နှစ်သက်မှုရှိလိုက်မယ်လို့ယုံကြည်ကြလိမ့်မိပါတယ်ရှင်။အခုလိုမျိုးတမီတို့ရဲ့ online ဒီမှာအမီးပြများဆီမှာပါဝင်ဖြေကြားပေးခဲ့တဲ့အတွက်လည်းဆရာကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။ကျွန်တော်လည်းဖြေကြားခွင့်ရတဲ့အတွက်ကျေးဇူးတူတင်ပါတယ်။